မတည်ငြိမ်မှုဖြစ်နေတဲ့မြန်မာနိုင်ငံကိုရွေးကောက်ပွဲလေးလာစောင့်ကြည့်သူတွေစိတ်လွတ်မလို့ဘုံရက်တီချက်ကိုအာဆီယံဖွဲ့ဝင်တွေကမဆုံးဖြတ်ရသေးဘူးလို့ပလဝိုင်းသမရဖာဒီနန်မာကိုစ်ကပြောပါရယ်မြန်မာရွေးကောက်ပွဲကိုလေးလာစောင့်ကြည့်သူတွေစိတ်လွတ်မလို့ကတနိုင်ငံချင်းကဆုံးဖြတ်ရမှာပါအာဆီယံဖွဲ့ကဘုံရက်တီချက်ဆုံးဖြတ်မှာမဟုတ်ပါဘူးလူတိုင်းကမတူညီတဲ့စိတ်ကူးရှိပါတယ်လို့သူကဆိုပါရယ်ဖိလစ်ပိုင်နိုင်ငံအတွက်လုံတဲ့နာကိုဆုံးဖြတ်မှာဖြစ်ကြောင်း အခြားတိုင်းပြည်တွေဘာလုပ်တယ်ဆိုတာကိုစောင့်ကြည့်မှဖြစ်ကြောင်း၎င်းကဆက်ပြောပါရယ်အာဆီယံဘွဲ့ကဒီဇင်ဘာမတိုင်မီဘုံရက်တီချက်တစ်ခုတဖြည်းဖြည်းရရှိလိမ့်မယ်လို့မျှော်လင့်ကြောင်းမာကော့စ်ကထုတ်ဖော်ပြောခဲ့ပြီးလက်ရှိမှာဖိလစ်ပိုင်ကအာဆီယံဥက္ကဋ္ဌဖြစ်တာကြောင့်အခြားတိုင်းပြည်တွေရဲ့ထင်မြင်ချက်တွေကိုမေးမြန်းမယ်လို့ဆိုပါတယ်။အာဆီယံဘွဲ့ဝင်တွေကြားသဘောထားကွဲလွဲချက်တွေရှိပေမဲ့ကြီးမားတဲ့ကွဲပြားချက်မဟုတ်ဘူးလို့၎င်းကဆက်ပြောပါတယ်။ အာဆီယံဖွဲ့ဝင်တွေကြားဘုံသဘောတူညီချက်မရှိရင်မြန်မာနိုင်ငံကိုရွေးကောက်ပွဲလေးလာဆောင်ကြည့်သူတွေဆေးလွတ်မဲ့ကိစ္စကိုဖိလစ်ပိုင်နိုင်ငံကကိုယ့်ဘာသာရှေ့ဆက်လုံဆောင်မယ်လို့သူကပြောပါရယ်မြန်မာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအာဆီယံဖွဲ့ဝင်နိုင်ငံတိုင်းကကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ်လို့၎င်းကဆိုပါရယ်မြန်မာရွေးကောက်ပွဲရဲ့တရားမျှတမှုကိုတန်တရားရှိတယ်လို့ကုလသမဂ္ဂတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်က ထုတ်ဖော်ပြောခဲ့ပြီ စစ်တမ်းတင်မြန်မာမှာလူသားချင်းစာနာမှုကိုညီပေးရခွင့်ရဖို့နဲ့အကြမ်းဖက်မှုတွေရပ်တန့်ဖို့လိုအပ်တယ်လို့ထောက်ပြပါရယ်မြန်မာစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုရှိမယ်လို့ဘယ်သူမှမယုံကြည်နိုင်ပါဘူးလို့ကျွန်တော်ထင်ပါတယ်လို့58ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ဆက်ဆက်စည်းဝေးသတင်းစာရှင်းလင်းပွဲမှာ၎င်းကသတင်းနောက်တွေကိုပြောပါရစေ။ အာနန္ဒင်းယူမူနောက်ပိုင်းပထမဆုံးချိန်ဖြစ်ဒီဇင်ဘာ28ရက်နေ့မှာအထွေထွေရွေးကောက်ပွဲကျင်းပမယ်လို့မြန်မာစစ်ကော်မရှင်ကကြေညာထားပါတယ်ဒီရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့ပြဿနာတွေကိုဖြေရှင်းရမှာအထောက်အကူပြုမယ်ဆိုတာဘယ်သူမှယုံကြည်မယ်လို့ကျွန်တော်မထင်ပါဘူးလို့ Gutierrez ကပြောပါရယ်လူသားချင်းစာနာမှုအကူအညီပေးအပ်မှုတွန်းမြှင့်ဖို့နဲ့အကြမ်းဖက်မှုတွေရပ်တန့်ရမယ့်အချိန်လို့ကျွန်တော်ထင်ပါရယ် တချိန်တည်းမှာရက်သားအချုပ်ရေးဖြစ်လာစေမဲ့နိုင်ငံရေးတိုးတက်ပြောင်းလဲမှုနဲ့ဖွဲ့စည်းပုံဆိုင်ရာဆိုးရွားပုံစံကိုလေးစားသမှုရှိရမယ့်အချိန်ဖြစ်ပါတယ်လို့၎င်းကဆက်ပြောပါရယ်2020ပြည်နှစ်နိုဝင်ဘာလမှာပြုလုပ်တဲ့ထွေထွေရွေးကောက်ပွဲမှာ NLD ကတောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပေမဲ့စစ်တပ်ကမဲမတမာမှုတွေဆွဆွဲကအရက်သားဆိုးရွားကိုဖျောက်ချပြီးလေးနှစ်ကျော်ကြာရေးပေါ်အချုပ်ရေးနဲ့တိုင်းပြည်ကိုအချုပ်ခဲ့ပါတယ်